ယ်။ကျွန်မတို့တော့ပြန်ပုံထပ်ပါတင်ဆက်ပေးခြင်းနဲ့တွင်ရဲ့အကြောင်းအရာတွေကတော့ဆောင်းစီတပိတ်တောင်စက်တရားကျော်အထိခမှန်ကြဆင်းဆိုတဲ့တွင်ဘိုးဘေးစတိုင်းအင်ဒပ်စထရီယယ်ကွန်ပလက်စ်တည်ဆောက်နေဆိုတဲ့တွင် လည်းပြေပြိုးမြန်ဆွမ်းအင်မှလျှက်စစ်တောင်းထုတ်လုံနိုင်ရန်လက်မှတ်ရေးထိုးဆိုတဲ့တွင်နိုင်ငံတကာသတင်းဘုံအနေနဲ့စစ်ပွဲပြိပခါကြောင့်တူရကီဘက်သို့နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသောအီရန်ရှေ့အတွက်များပြားလာဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ဆောင်းစီတပိတ်တာကြက်တရားကြောအထိထမှန်ကြာစင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုတပတ်အတွက်ဆောင်းစီအခြေခံလက်ကားရှင်ညုံစေနှုံတွေတပိတ်တာကို105ချက်အထိထပ်မံကြဆင်းလာပြီးဈေးနှုန်းမြင့်တင်ရောင်းချထားဈေးကစားဖို့ UL Channel တူလောင်ဘာခအရေးယူသွားမယ်လို့စီးပွားရေးနှင့် ကုသရေးဝယ်ရေးဝန်ကြီးဌာနစားသုံးစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအတည်ပြုထားပါတယ် စားသုံးသူပြည်သူတွေစားသုံးစီဝယ်ယူစားသုံးရှာမှဘေးအန္တရာယ်ကင်းရှင်းတဲ့စားသုံးစီတွေကိုတင့်တင့်နဲ့ဈေးနှုန်းနဲ့ဝယ်ယူစားသုံးဖို့ပြည်တွင်းလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့စီးပွားရေးနှင့်ကုသရေးဝယ်ယူဝန်ကြီးဌာနစားသုံးစီတင်သွင်းတိုးလောင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကစောင့်ရွက်ပေးနေတယ်လို့ဆိုပါတယ်။ ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးဆောင်းစီကိုပြည်ပကနေဝယ်ယူတင်သွင်းရမှဆောင်းစီတင်ပို့ထည့်နိုင်ငံတွေရဲ့ဈေးနှုန်းအသက်ကျပုံမူတည်ပြီးပြည်တွင်းမှာဖြစ်တင်ဖြစ်ထိုက်တဲ့ဈေးနှုန်းတွေဖြစ်ပေါ်စေရေးကိုထိန်းချုပ်ဆောင်ရွက်နေတဲ့လို့သိရပါတယ်။ ပြည်ပကနေစောင်းစီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာဈေးကွက်နယ်ဈေးနှုန်းဖြစ်ပေါ်မှုများအရဂျွန်လ23ရက်နေ့မှာ29ရက်နေ့အထိရန်ကုန်ဝထိုင်ဈေးအခြေခံလက်ကရှိညုံဈေးနှုန်းမှာစောင်းစီတပိတ်သားကိုငွေချက်6080ဖြစ်တယ်လို့အတည်ပြုထားပါတယ်။ ြည်တွင်းဈေးကွက်အတွင်းအစိုးပါထုတ်ပြန်ကြေညာထားတဲ့ဈေးနှုန်းထက်ဈေးနှုန်းမြင့်တင်ရောင်းချထားဈေးကစားဖို့ရည်ရွယ်ချက်နဲ့တိုးလောင်းထားပါဝင်မတမားတဲ့လုံဆောင်မှုတွေပြုလုပ်ပါခအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။ စားသုံးစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစားသုံးစီတူလောင်ခံတွေရဲ့စီကံလက်ကျန်အခြေအနေစီထုတ်ပေးနေမှုအခြေအနေတွေကိုအကွင်းဆင်းစစ်ဆေးထားမြမနိုင်ငံစီကုံတဲနဲ့စီလုံငန်းရှင်များအသင်းအနေနဲ့လည်းအိမ်ရောက်ငွေချေစနစ်နဲ့ရောင်းချပေးထားတွေကိုလည်းဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါသေးရှင်။ဒုရယာသတင်းတပုတ်အနေနဲ့ Agrobase Textile Industry ရဲ့ Complex တည်ဆောက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Agrobase Textile Industry ရဲ့ Complex တခုကိုပဲခူးတိုင်းဒေသကြီးပြည်မျိုးနဲ့ရွှေတောင်မျိုးရှိ အမှတ်တရအထက်ဆက်ယုံရွှေတောင်မှာတည်ဆောက်သွားဖို့ရှိတယ်လို့စက်မှုဝန်ကြီးဌာနထံကသိရပါတယ်။ ်ဒီလိုတိဆောက်ဖို့ကသူ့အမိမိရဲ့စီစဉ်နဲ့ယင်းနှိမ့်မြုံနှံတိဆောက်လို့တဲ့ WB ထွေကို အဆိုပြုလွှာတင်သွင်းဖို့တင်းသာခေါ်ယူနေတယ်လို့သိရပါတယ်စီမံကိန်းကိုအဆင့်၃ဆင့်နဲ့အကောင်းထည်ဖုံးဆောင်ရွက်ရမှာဖြစ်ပြီးအဆင့်၁ရဖြစ်အထက်လိတ်ဆိုင်ရာတင်နန်းကျောင်းများစမှုဆောင်အစည်းအဝေးခန်းမှထုတ်ကုန်ပစ္စည်းပြခန်းတခွဲခန်းများအဆင့်၂ရဖြစ်အဖြူချိုးဆေးဆိုးပန်းရိုင်စက်ရုံများနှင့်အဆင့်၃ရဖြစ်ချီမြင်စက်ရုံများရကန်းစက်ရုံများ တူလောင်ရုံများထောက်ပံ့ပို့ဆောင်ရေးဌာနစမှုဆောင်စီမံခန့်ခွဲရေး Fire Fighting System Industrial Solar Waste Management Recreation Center တနန်းသောဝန်ထမ်းအဆောင်များကိုအကောင့်ထဲပေါ်တိစောက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်စိတ်ပါဝင်စားတဲ့ W ဘားတွေအနေနဲ့တင်တာဆိုပြူရောပုံစံနဲ့အခြားသက်ဆိုင်ရာဆောင်ရွက်စာရမ်းများကိုလုပ်ငန်းဆောင်ရွက်ရန်စက်မှုဝန်ကြီးဌာနအမှတ်3အကြီးစားစက်မှုလုပ်ငန်းရုံးအမှတ်39စုံစမ်းနိုင်တယ်လို့သိရပါတယ်ရှင်။ဆလဘီပြန်လည်ပြေဖြိုးမြဲဆွင့်အင်မှလျှက်စစ်သားထုတ်လုပ်နိုင်ရန်လက်မှတ်ရေးထိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ပြည်သူသမ္မတနိုင်ငံရှန်ဟိုင်းမြို့မှာကျင်းပခဲ့တဲ့ SNECPV Power Expo မှာမြန်မာတီလဝါ SEC Hotel Public Company Limited နဲ့ GCN System Integration Technology Company Limited တို့အကြားပြန်လည်ပြဖြိုးမြဲစွမ်းအင်မှလျှက်စစ်သားထုတ်လုပ်နိုင်ဖို့နားလည်မှုစာချုပ်လွှာ MOU လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။အဆိုပါနားလည်မှုစာချုပ်လွှာကို MDSH နဲ့အတူမြန်မာနိုင်ငံရဲ့ပြန်လည်ပြဖြိုးမြဲစွမ်းအင်မှလျှက်စစ်သားထုတ်လုပ် ုံးမှုစွမ်းရည်တရားမီကဝတ်အထိနေအောင်ကြီးသာစနစ်တည်ဆောင်နိုင်မှုကိုအတူတကွဆန်းစစ်သုံးသပ်ရန်နှင့်ပူးပေါင်းလှုပ်ဆောင်မှုအဖွဲ့တစ်ခုကိုတည်ထောင်ပြီးစီမံကိန်းရဲ့ဖြစ်နိုင်မှုကိုထိရောက်စွာဆန်းစစ်သုံးသပ်ဖို့ရည်ရွယ်ချက်နဲ့လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ဆိုပါအထိဂိုရန်ကွန်ကုန်ဟိုတယ်လီမိတ်တက် GCN Crew တီတန်ရှင်ပြီးပြန်လည်သုံးစွဲနိုင်ထုံးစွမ်းရည်နည်းပညာများကို အထူးပြုလုပ်ဆောင်ရွက်လျက်ရှိတဲ့တရုတ်ပြည်သူသမ္မတနိုင်ငံကထင်ရှားတဲ့စွမ်းရည်ကုန် မ္ပဏီကြီးတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ထိုကုမ္ပဏီမှလျှက်စစ်သားထုတ်လုပ်ခြင်း၊နေအောင်ကြီးစွမ်းရင်ဆိုင်ရာပစ္စည်းများ၊ရေနံနှင့်သံငွေ၊ Christmas City များတိစောက်ခြင်းနဲ့ငွေကြေးဝန်ဆောင်မှုများကိုဆောင်ရွက်လျက်ရှိတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့စစ်ပွဲပြိပခါကြောင့်တူရကီဘက်သို့နေဆက်ပြတ်ကျော်ထွက်ပြေးလာသောအီရန်ရေအတွက်များပြားလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အစ္စရေးနဲ့အီရန်တို့ကြားတင်းမောင်မှုမြင့်တက်နေရမှာတူရကီကအီရန်နဲ့ထိစပ်နေတဲ့နယ်စပ်မှာလုံခြုံရေးတင်းချမှုများ ဆောင်ရွက်နေပါတဲ့အီရန်အရှက်သားတွေဟာခေါပူလက်ကနေထွက်ပြေးနေကြပြီးအချို့ကတော့အီရန်ထဲသို့ပြန်နေကြပါတဲ့ထုတ်ပြတန်းရနေရမှာထွက်ပြေးလာတဲ့အီရန်တွေမောပန်းစွာတန်းစီနေကြပါတဲ့ ထွက်ပြေးလာသူတဦးပြောပြရာမှာကျွန်တော်ကတဟီရန်ကလာတာပါဘုံချဲခံရတဲ့နေရာတွေထဲကတခုပါဒီကိုရှောက်လာဖို့နှစ်ရက်လောက်ကြာပါထိအပြက်စီးတွေအောက်ထဲကနေခလေးတွေကိုရှာဖွေနေခဲ့ကြပါထိလူကြီးတွေကပြိုကြစင်မှာအိတ်နေထားကြောင့်ဆုံးမသွားကြပြီလို့ဆိုပါထိနေဆက်ဆောင်အရာရှိများပြောကြားချက်အရဖြတ်ကျော်သူအရေအတွက်ဟာပြိပခစတင်ချိန်ကထက်၃စကျော်ပိုများလာပါထိတ် ဒီထဲမှာအကြောင်းသားများနိုင်ငံခြားသားများဧည့်သည်များပါဝင်ပြီးရှေ့ဆက်ဘာလို့ရမှန်းမသိဖြစ်နေကြပါထဲ။အိုင်ယန်လန်ခရီးသွားတဝူးဖြစ်တဲ့မော်ဂန်ကဘန်းချို့ဆက်သွယ်မှုတွေပြတ်တောက်ပြီးပိတ်ထားကာအမြန်ဆုံးထွက်သွားဖို့လိုအပ်ကြောင်းပြောပါထဲ။အများအပြားကဘေးကင်းရာကိုထွက်ပြေးကြပေမဲ့အချို့ကတော့ပိုင်ဆိုင်မှုတွေ၊ဆွေမျိုးတွေ၊အခြေအနေတွေကိုစိုးရိမ်နေကြပါသေး ပိုင်းဆိုင်မှုတွေကတဟီရန်မှာပဲရှိတာကြောင့်ပြန်သွားယူဖို့လိုတယ်လို့အမျိုးသမီးတအူးကပြောပါတယ်လို့သိရပါတယ်ရှင်။ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။